ေကိုဒုက္ခပေးတဲ့အဖွဲ့အစည်းတစ်ခုရော့သွားတယ်။မင်းအွန်လိုင်းရဲ့မဟာမိတ်အဖွဲ့တစ်ဖွဲ့ရော့သွားတယ်။ကဲဘလောက်တော့အေးပါလဲ။ဒါကြောင့် A ဟာ super power ဖြစ်လာပြီ။ A ဟာအင်အားပိုကြီးသွားပြီ။အခုအာစာအဖွဲ့ပြုတ်သွားတဲ့အတွက်ကြောင့် A ဟာအင်အား automatic ကိုအင်အားကြီးသွားပြီပေါ့နော်။အင်အားကြီးသွားပြီ။နောက်တစ်ခုက ဒီကုလသမဂအထွေထွေတွင်းမှုကြောင့်အန်တိုနီဂူရာတကအေကိုအတိမတ်ပြုလိုက်တယ်။ဟောဘလို့အတိမတ်ပြုတာလဲ။ဒီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဒုက္ခသည်တွေကိုပြန်ပို့ဖို့အတွက်ငါတို့အေနဲ့ဆွေးနွေးရမယ်။ကဲအေနဲ့ဆွေးနွေးရမယ်တဲ့။အဲ့တော့အေကိုကုလသမဂအတွင်းမှုကြောင့်ကိုယ်တိုင်အတိမတ်ပြုလိုက်တယ်။နောက်တစ်ခုကရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်တွေကိုအကူအညီပေးဖို့အတွက်လည်း A ကလက်ခံမှာဖြစ်မယ်။ဟောကုလသမဂ္ဂအတွင်းမှုချုပ်ကိုယ်တိုင် A ကိုအတိမပြုလဲရပြီ။ဒါကြောင့် A ဟာစူပါပါဝါဖြစ်သွားပြီ။နောက်တစ်ခုကအခုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ A တို့ဟာနိုင်ငံရေးစစ်ရေးကိုပူးပေါင်းဆောင်ရွက်နေတယ်။နိုင်ငံရေးစစ်ရေးကိုပူးပေါင်းဆောင်ရွက်အဲ့ဒါဘသူပြောတာလဲဆိုရင်ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်ပြောတာ။ A ကပြောတာလည်းမဟုတ်ဘူး။ ဖဖို့ပြောတာလည်းမဟုတ်ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်ကပြောတာနော်ဘာမှပြောတာလဲဆိုရင်ကိုရသဘကအထွေထွေတွင်းမှုကြောင့်အန်တိုနီဂူရာရက်ကိုပြောတာနော်အဲကြောင့် A နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ကစည်ရနိုင်ငံရေးပူးပေါင်းဆောင်ရွက်နေတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိဘုဒ္ဓရောင်မောင်းတော့ကိုထိမ့်ချုပ်တာတာက A ကထိမ့်ချုပ်တာတာလीအဲကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အေနဲ့စီးရင်နိုင်ငံကြီးမပူပေါင်းလို့မှမရတာဒါပေမဲ့ဘင်္ဂလားဒေ့ရှ်ရှိကောင်းတဲ့နိုင်ငံတော့မဟုတ်ဘူးဘဘို့တို့မြန်မာနိုင်ငံကိုအများတန်းဒုက္ခပေးနေတဲ့နိုင်ငံဖြစ်တယ်နော်ပူပေါင်းတယ်ဆိုတာတို့လိုချင်တာရှိလို့ပူပေါင်းတာနော်ပူပေါင်းတယ်ဆိုတာတို့လိုချင်တာရှိလို့ပူပေါင်းတာဒါပေမဲ့လုံးဝတော့မယုံရအောင်မယုံရအောင်မယုံရအောင်နော်ဘင်္ဂလားဒေ့ရှ်ကလည်းတော်တော်ယုံပါတယ်ဗောနော်တော်တော်ယုံပါတယ်လေပါတယ် ဘာဖြစ်လို့လဲဆိုတော့ဒီအကျန်းဖက်အဖွဲ့အစည်းတွေကိုမွေးထားတာသူကိုယ်တိုင်မွေးထားတာလေသူကိုယ်တိုင်ဘုဒ္ဓတောင်ပေါင်းသောရတ္တတောင်ကိုနိုင်ငံထူထောင်ဖို့သူကိုယ်တိုင်လက်သက်မွေးထားတာသူကိုယ်တိုင်အားပေးထားသူကိုယ်တိုင်မြောက်ထိုးပင့်ခေါ်လုပ်ပေးထားတာလေနော်ဒါကြောင့်ကောင်းတဲ့သူတော့မဟုတ်ဘူးအခု A နဲ့ဘင်္ဂလားဒေ့ရှ်ပူးပေါင်းတယ်ဆိုတာကလည်းပဲသူတို့အကျိုးလိုလိုညောင်ရည်သွန်းတာတကယ်စေတနာအမှန်တော့မဟုတ်ဘူးနော်စေတနာဒါပေမဲ့မြည်သွပင်စိုးသေးကမူ အခုလက်ရှိအေနဲ့ဘင်္ဂလားဒေ့ရှ်နဲ့စည်ရေးနိုင်ငံကြီးပူးပေါင်းနေတယ်။ဟောအဲ့တော့အေဟာအော်တိုမက်တစ်စူပါပါဝါဖြစ်သွားပြီနော်ပြီးတော့ဒီတော်လိုင်းကြီးတစ်ခုလုံးမှလည်းကြည့်လိုက်ပပခဏခဏပြောတယ်အေဟာတကွင်းလုံးကိုပတ်ကန်နေတဲ့တိုက်စစ်မှုနဲ့တူတယ်တနင်္ဂနွေလုံးကိုသူပတ်တိုင်တယ်ဂရင်းပြည်နယ်မှာလည်းသူပါတာပဲရှမ်းမြောက်မှာလည်းသူပါတာပဲ ကချင်ပြည်နယ်မှာလည်းသူပါတာပဲစကိုင်းတိုင်းမှာလည်းသူပါတာပဲမကွေးတိုင်းမှာလည်းသူပါတာပဲပဲခူးတိုင်းမှာလည်းသူပါတာပဲအေရဝတီတိုင်းမှာလည်းသူပါတာပဲအရခိုင်ပြည်နယ်မှာလည်းသူပါတာပဲပြီးတော့လက်ရှိຫນွေဥတော်လိုင်းမှာငင်းမရတာအေဟာစစ်ဟာအကြီးဆုံးဖြစ်သွားပြီလက်ရှိလက်ရှိຫນွေဥတော်လိုင်းမှာစစ်ဟာအကြီးဆုံးပြီးတော့စတန်တက်အရှိဆုံးစတန်တက်ဆိုတာစစ်ကျုပ်အကောင်ဆုံး အဖွဲ့အစည်းဖြစ်သွားတယ်။တဖိုးတို့ပြင်းနေတွေ့ရရတယ်။ standard အစီအစုံစစ်အဟအကောင်းဆုံးစစ်အဟအကြီးဆုံးစစ်တယ်တော့ကျင့်ဝတ်တွေနဲ့အပြည့်အစုံဆုံးအဖွဲ့အစည်းဖြစ်သွားပြီ။အခု A ကပဲ PDF တွေနဲ့ပူးပေါင်းပြီးတော့ PDF တွေအများကြီးကိုပြုစုပြောထောင်ပေးတယ်။မင်းအွန်လိုင်းစစ်တပ်ကိုအများကြီးဖိအားပေးနိုင်တယ်။တော်လန်ရေးကိုအများကြီး အကျိုးပြုတဲ့ဥဆောင်ပေးထားနိုင်တယ်နော်စတဲ့ချီကျူးလို့မကုန်နဲ့ပြောလို့မကုန်နဲ့အချက်တွေအများကြီးပါပဲနော်အများကြီးပါပဲဒါကြောင့်တော်လိုင်းကြီးတစ်ခုလုံးမှာ A ဟာနံပါတ်1ဖြစ်သွားပြီပေါ့နော်ဒါကြောင့် A ဟာအခုလက်ရှိမြန်မာနိုင်ငံရဲ့တော်လိုင်းကြီးမှာရောဟောနိုင်ငံတကာတန်တမန်ကြီးမှာရောစူပါပါဝါဖြစ်သွားပြီဒါတိုင်းရင်းသားတွေအားလုံးထဲမှာပြောတာနော်တိုင်းရင်းသားတွေအားလုံးထဲမှာ အေဒီလက်ရှိတော်လှန်ရေးမှာရောနိုင်ငံတကာတန်တမာရေးမှာရောစူပါပါဝါဖြစ်သွားပြီဗျာကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ကိုတိုင်သူ့ကိုအတိမတ်ပြုတယ်ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအခုအတိမတ်ပြုထားရတယ်မကြခင်အိန္ဒိယနဲ့တရုတ်ကမှသူ့ကိုအတိမတ်ပြုရလိုက်မယ်ဘောလုံးပြည်သူတွေမယုံကြည်လားကြည်လားမကြခင်အိန္ဒိယနဲ့တရုတ်ကမှသူ့ကိုအတိမတ်ပြုရလိုက်မယ်အေးအိန္ဒိယနဲ့တရုတ်ကမှသူ့ကိုအတိမတ်ပြုလာပြီဆိုရင်တော့ အေးအေးဟာအေးဖြစ်သွားပြီပေါ့ဗျာအဲ့တော့အေးဟာအေးဖြစ်သွားပြီပေါ့